ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဦး family youtube channel လေးကနေရန်လေကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်တမောဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းခုနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာဒီနေ့တနေ့လူမော်သည် မိမိလက်ထောင်များနှင့်တိုင်ပင်၍တာမြတ်တို့၏ဝိုင်းညက်ချင်းကိုခံနေမိအစားဒေလျင်မြေကြီးဟုသဘောထားကရွရွချွန်ချွန်တိုက်ခိုက်ခြင်းအပြင်အစိုးရစစ်တပ်ကိုရှင်းလင်းပေါက်ထွက်ကြရန်ဆုံးဖြတ်လေ၏အစိုးရစစ်တပ်၌ခေရန်မိကြောင့်မြောက်များရှိတော်လဲမကုန်မခန့်နိုင်သည်မဟုတ်နောက်ထပ်ဖြည့်ဆွက်ရန်လဲ မလွယ်ကူကြောင်းကိုလူမော်တိတိဖြစ်၍ရေဦးစွာရိုင်းပယ်ခြင်းဆိုင်ပစ်ခြင်းအပြင်တာမြတ်တို့ဤခရမ်းမိကြောက်ကုံစေအောင်စီမံမည်ဟုအကြံရ၏သို့သောမိမိတို့၌ရှိသောရန်တောင်အရေးအတွက်မှာအစိုးရစစ်တမ်း၌ရှိသောရန်တောင်အရေးအတွက်ထက်ပင်နည်းနေသေးသည်ဖြစ်၍ဂုံချင်းဂုံလျင်မိမိတို့ဘက်မှရေဦးစွာဂုံခန်းသွားမည်ကိုလည်းရိပ်မိ၏သို့ဖြစ်၍လူမော်တိ မိမိ၏လူများအားရန်တောင်ကိုများစွာမဖြုံးတီးပဲအစိုးရစစ်သားများကပြစ်ချင်လောက်အောင်လူယောင်ပြ၍၎င်းတို့ရန်တောင်ကိုစေအောင်ညှူပေးဖို့တင်တင်တော့၏မိမိတို့ကမှစစ်သားများရဲလွင်၍အနည်းတို့မချင်းကဝင့်စေယုံမျှသာပြန်လည်ပြစ်ခတ်ဖို့မှာထားလေသည်တနေ့စောစော၌လူမော်တို့လူစုသည်၎င်းအစီအစဉ်ရကြောက်တုံးကြီးအကာအကွယ်နောက်မှပြူထွက်လာကြ၍ ။လမ်းကြောင်းကိုဖြတ်ကျော်မိခဲ့သူဟန်ပြင်ကြလေရာ။ဒါများဤစစ်သားများသည်တပုံများထွက်ပြေးတော့မိထင်နှင့်ရိုင်ဖယ်များဖြင့်ပြစ်ခတ်ကြ၏။တပုံများကလည်းဤသို့ပြစ်တော့မိကိုတည်ပြီးဖြစ်၍မြေပေါ်၌မှောက်သူမှောက်အကာအကွယ်ယူသူယူသောကြောင့်ထိမှန်သည်ဟု၍မရှိဘဲစစ်တပ်ဘက်၌ရန်တောင်၄50မြတာကုံသွားတော်သည်။ဤသို့ဖြင့်ရန်ပန်တုံ့ပြန်ခြင်းပြစ်ချင်းရန်ပန်နဘေးမှပန်းထွက်ခြင်း ရန်သာအလုံးရင်နှင့်ထွက်တိုက်တော်မူခဲ့သောပြည်ရဲ့လှုပ်ချင်းစသည်ဖြင့်အမျိုးမျိုးလှမ်းကြသည့်တွင်ဒါမြတ်တို့ကသဘုံများသည့်မိမိတို့ကိုခုခံတိုက်ခိုက်ကြတော်မူအထင်နှင့်မထွက်ဝင်အောင်ရိုင်းဖယ်များနှင့်လှန့်ထားခြင်းအပြင်ရန်တော်အမျိုးများဖြုံးတီးကြတော်၏ဤမိအပြင်လူမော်တို့ဘက်မှရန်တော်တတော်ကုံတိုင်းဒါမြတ်တို့ဘက်မှဆယ်ရောက်မက ဖြုံးတီးလျက်ရှိကြရာနေတဝက်မြမယမနာလူမော်တို့ကဤမထိုမ၆လံကတို့ထွေချင်းပြုလိုက်သည်တွင်ဒါမြတ်တို့စစ်တပ်မှ ရန်တော့အမြောင်များပြုံးသေးသွားလိမ့်ပြီတခါကလူမော်သည်တပုံများကိုနှစ်စုခွဲလျက်စစ်တပ်၏လက်ဝဲလက်ရာတို့မှအဟုတ်တကယ်ဖောက်ထွက်တော်မူဟန်ပြုသည်တွင်အကယ်ထင်သောသားများ၏စစ်သားများကဒိန်ဒိန်ချင်းဆက်သွောအောင်ဒရဇက်ပြစ်ခတ်ကြတော်သည်လူမော်၏လူများကနောက်သို့ပြန်တုံကအကာအကွယ်ယူကြခြင်းမှာမူလအစီအစဉ်အတိုင်းဖြစ်တော်လဲသားများတို့ကမူအကြံမအောင်သည်ဖြင့်ပြန်ဆုပ်ရသည်ထင်ကြ၍ဝမ်းမြောက်ကြတော်သည် နန္ဒဆာကိုတလက်စီစား၍လူမတို့တပုံများသည်စံကြောင်းအထက်အောက်မှဖောက်ထွက်ဖို့ဟန်ပြင်ကြရာမွန်းလဲအချိန်လောက်တွင်အစိုးရစစ်တပ်မှရန်တောင်အတော်ကုန်ပြည်ဖြစ်၍တာမြတ်သည်နောက်ထပ်ဖြည့်ဆွဲဖို့အစီအစဉ်များပင်ပြုလုပ်ရလိမ့်မည်။ဤတွင်ရန်တောင်ကိုချွေတာသုံးဖို့စစ်သားများအားအမိန်ပေးရသဖြင့်တပြည့်အခက်အနေသွားသောကြောင့်လူမတို့သည် အစိုးရစစ်တပ်၌ရန်တောင်အခြေအနေကိုအကဲခတ်နိုင်လိမ့်မည်။ညနေဆောင်တွင်လူမတို့သည်အစိုးရစစ်တပ်၌ ရန်တောင်ပြေဆွဲဖို့အချိန်မရမီချင်းနှင်တိုက်ခိုက်ဖောက်ထွက်ရန်ဆုံးဖြတ်ချက်ချပြီးနောက်ဇန်ကြောင်အောက်ဖက်စီမှတနက်တန်အမြောင်များပေးလျက်အထက်ဘက်မှဖောက်ထွက်ဖို့ပြင်ဆင်ရ၏ကြောက်တုံးကြီးများနောက်၌တပုံများဤမထုံမရွှေပြောင်းကြသည်ကိုစစ်တပ်မှကောင်းစွာမမြင်နိုင်ပေသို့ဖြစ်၍တာမြတ်တို့စစ်သားများနှင့်မှအမြောင်များသည်တနတ်တန်ကြရသူပြေလွာဆောင်မြောင်းနေကြစေတွင်လူမော်တို့လူစုသည်စံကြောင်းအထပ်ပိုင်းစီမှအလုံးရင်နှင့်ထွက်လာ၍စံကြောင်းကိုကြရိုက်ကြိုက်ဖြတ်ကျော်နိုင်ကြလိမ့်မည် ။စံကြောင်းဤခြားဘက်သို့ရောက်လာကြ၍အစိုးရစစ်တပ်နှင့်အပြန်ဆိုင်ပြစ်ခတ်ကြရသည်ကမှန်၏။တို့ရတွင်တိုက်ပွဲတို့မြေဒီမှာတနက်ဖြန်အချက်တရားပြစ်သွားလဲလူတယောက်ထိမှန်ခြင်းမှထိမှန်သည်ဖြစ်သောကြောင့်အတန်ကျဲသလောက်အထီးအခိုက်မများပဲရန်တော့သာလျင်နှစ်ဖက်လုံးဖြုံတီးကြလေတော့သည်။ဤနည်းဖြင့်ဒနာယီခန့်ပြစ်ခတ်မိကြသောနှစ်ဖက်လုံးပင်ရန်တော့မရှိတော့ပဲဓာဓမြောင်နှင့်ဘဏ္ဍတုကိုသာအာကိုနိုင်တော့သဖြင့်လူချင်းတဖြည်းဖြည်းနှီးကပ်လာကြလေပြီ။နောက်ဆုံး၌ဒါမြတ်ဤစေသားများသည် လူမော်ဤတပုံများနှင့်ပုဂ္ဂကဒေဆိုင်ခုတ်ထထိုးသားကြရသောခြေတို့ရောက်သွားကြလေပြီစေသားများသည်တဏှများကိုစီကန်ဆောင်၍ဗဏ္ဏများကိုအသုံးပြုသော်လည်းအချို့မှာဗဏ္ဏနှင့်တိုက်ရခြင်းထက်ဒါများကိုတာ၍အာရသည်နှင့်တဏှကိုပြစ်ချကာဒါနှင့်တိုက်ကြ၏တပုံဘက်မှမူတဏှကိုလူစိတ်အောင်မကန်ဆောင်နိုင်သဖြင့်ဒါဓမြောင်လန်းပစိန်စာသောလက်နက်အမျိုးမျိုးကန်ဆွဲကာတိုက်ခိုက်ကြ၏လူမော်တို့ဤကြံမှာတောင်ချေမှဆွန့်ခွာထွက်သွားခြင်းထက် အစိုးရစစ်တပ်ကိုတွန်းလှန်ဖြိုဖျက်ရန်များသာဖြစ်ရာကနေရဖို့မကြိုးစားဘဲနေရကောင်းရဖို့သာလုံလပြုကြ၏ဆိုလိုရင်းမှာရှေ့သို့ခြေတက်ပေါက်ထွက်ခြင်းထက်စစ်သားများဆုတ်ပြန်ထွက်ပြေးခြင်းကိုသာရည်မှန်းပြီးဖြစ်သောကြောင့်စစ်သားများနောက်ဆုတ်တိုင်းမလိုက်မှု၍တိုက်ခင်းကောင်းသောနေရာကိုလက်မလွယ်ဖဲတိုက်ခိုက်ကြသည်ဟုလို့တာမြတ်ကမှသဘုံများကိုတောင်ယူရမကွာအောင်ပြည့်ရနှင့်မြခေါ်သည်တို့ရတွင်လူမော်သည်အကြောင်းရှိက တောင်ယူရန်ကိုကြောက်ကြွ၍ခုခံပြီးဖြစ်သောကြောင့် နေကျွင်းအောင်မလိုက်ပဲခက်ဆွဲဆွဲတိုက်ခိုက်လေသည်။တာမြသည်လူမောင်ကိုတောင်ချိန်မှကွာအောင်ဖြားယောင်းသွေးဆောင်၍မရသောအခါရက်ရှည်စွာစောင့်နေရခြင်းကိုမနစ်သက်သည်နှင့်ဤနေ့၌ပင်အရှုံးအနိုင်ပေါ်အောင်တိုက်ခိုက်တော့အံ့ဟုစိတ်ကူးလျက်မိမိဤလူများရှိမှကောင်းဆောင်ကလူမောင်တို့ကိုအတင်းချင်းနှင်းတိုက်ခိုက်လေတော့သည်။တို့ချိန်ကနှစ်ဖက်လုံးမှခေယံမိကြောက်ဆို၍ရောပါလောက်အောင်မရှိတော့သည်ဖြစ်၍တဖက်နှင့်တဖက်ဘုကတ်စွာတိုက်ခိုက်နိုင်ကြ၏အစိုးရစစ်တပ်နှင့်တပုံတပ်သည်အရေးတွယ်အားဖြင့် မတိမ်မယိမ်ရှိနေကြရာတက်နှစ်တက်သည်မျက်နှာချင်းစုံမိကြသည်နှင့်တပြိုင်နက်မိမိနှင့်နှိကရရန်တွေကိုတိုက်ခိုက်ကြသည်ဖြစ်၍တောင်ကျေတလျှောက်တွင်ဒေယောက်ချင်းတိုက်သောတိုက်ပွဲများအနံပြဖြစ်ကြရလေတော့သည်လူမော်သည်အစိုးရစစ်သားတယောက်နှင့်ရင်ဆိုင်တိုက်ရ၍မကြမီတွင်စစ်သားကိုဒေရှိနှင့်ခုတ်ပိုင်းပြီးနောက်အခြားရန်သူတယောက်ကိုရှာလျက်ရှိစဉ်တပုံတယောက်ကိုဗန်းနဲ့ထုတ်တပ်ပြီးသည့်ဖြင့်လူလွတ်ဖြစ်နေသောတာမြတ်နှင့်ဆိုင်မိကြလေ၏ စစ်ဘုရားများနှင့်တပုံကောင်းဆောင်လူမတို့တယောက်ချင်းဆိုင်မိကြရာတွင်အခြားသောငယ်သားများသည်ဘိုးချင်းချင်းတိုက်ခိုက်ခြင်းကိုကြည့်လိုကြသည်ဖြစ်၍မိမိတို့၏တိုက်ခိုက်မှုကိုရက်ဆိုင်ပြလျင်တဘောတူတိုင်ပင်ထားကြသည်လားရက်နာရင်ကြည်နေမိကြလေတော့သည်လူမော်၌တရှိတချောင်းနှင့်ဓမြောင်တလက်ကင်ဆွဲထားရာတာမြတ်မှမူဗနတ်တထားသောတနတ်တလက်နှင့်ဓမြောင်တချောင်းကိုကင်ဆောင်ထား၏တယောက်နှင့်တယောက်ဆိုင်မိကြစဉ်တွင်တိုက်တော်မီလှုပ်ပြီးမှတာမြတ်ကနေုံးတင်ခဲ့ခြင်း လက်နဲ့ချင်းမတူသေးဘူးတော်တော်ကြလို့မင်းရှုံးတော်ဟိုနယ်ဒီနယ်ပြောနေလိမ့်မယ်ငါကိုင်းတယ်လို့မင်းကလည်းဘယ်နဲ့ဆွတ်တဲ့တနတ်တလဲယူကိုင်းအောင်ဟုတ်ပြောသေးနဲ့လူမော်သေးတပည့်တယောက်ထာမတနတ်ကိုယူ၍မိမိဤရေရှည်ကိုပြစ်ချလိုက်လေသားမြန်းနဲ့လူမော်တို့မှာငယ်ကလေးကအတိုက်ခိုက်ဝါသနာပါခဲ့ကြ၍အလေးချင်းပြစ်လို့ထားကြသည့်အပြင်မကြာခဏလဲလက်သေးချင်းထိုးခဲလာဘူးလေပြီ ရောင်းသားဘဝကလေးကလူမော်သည်ရွေလီချောင်းမှတိုင်းစရာတယောက်ကိုခေါ်ယူ၍တိုင်းတက်ကိုလေ့ကျင့်ထားခဲ့ရာသားမြတ်ကလည်းဤချောင်းကိုကြားသည်နှင့်ရှမ်းစရာတယောက်ကိုပင့်ခေါ်၍ဒုတ်တိုင်းဓာတ်တိုင်းလှန်တိုင်းတို့ကိုစီပူးလေ့ကျင့်ခဲ့လေသည်တို့ဖြစ်၍တနက်ဆွေထားသောတန်တက်ကိုစီကန်ကမျက်နှချင်းဆိုင်ရက်လျက်ရှိသောလူမော်နှင့်သားမြတ်တို့မှကာယဗလာအဖြင့်၎င်းအလုံးအယက်အဖြင့်၎င်းကျင်လည်ပန်းနှမှု၌၎င်းအလွန်တရာညီညာမြတ်သာသောလူနှစ်ယောက်ဖြစ်ပေ၏လူမယောက်တို့သည်ဗနက်တိုင်ပွဲတို့ထုံးစံတိုင်း မျက်နှာချင်းဆိုင်ရက်ကအဖျားချင်းထိကြပြီးနောက်တယောက်ကိုတယောက်လက်ပတ်ကအလစ်ကိုချောင်းရင်းအကဲဆန်းကြလေရာတယောက်ကထုတ်လိုက်သောချက်ကိုတယောက်ကသွက်လက်စွာရှောင်တိန်လိုက်သည်ဖြစ်စေဘက်နှချင်းစီကာလိုက်သည်ဖြစ်စေပြည်လုံးနိုင်သည်ဖြစ်သောကြောင့်15မိနစ်ခန့်ကြာတော့လဲပကုံးလက်မောင်းစသည်တို့၌အနေငယ်ချင်းမိယုံမှတပါတန်ရာအနာတရထိခိုက်ခြင်းမရှိကြသေးချေ ရင်တို့လက်ပတ်နေကြစဉ်လူမော်သည်ဒါမြတ်လစ်လောက်ပြီးထင်၍အဖျားချင်းတိဆိုင်ထားသောဗနက်ကိုရုတ်တရက်ခွာယူပြီးနောက်ဒါမြတ်၏ရင်ဝတ်သို့တအားနှိပ်သွင်းလိုက်။ဒါမြတ်သည်လည်းမျက်စိရှင်သူဖြစ်၍နဘေးသို့ခြေတလန်းတိန်ဆောင်ကဖက်ထွက်ပြီးနောက်နဘေးသို့ပွတ်တီသွားသောဗနက်သွားကိုလူယုံကလေးမျှရှောင်တဲ၍လူမော်ကိုနဘေးမှဗန္ဒနှင့်ထိုးနှိပ်လိုက်။တို့ရတွင်လူမော်မှလည်းအလားတူကျင်လေသူဖြစ်၍ မိမိထိုးလိုက်လိုက်သောဗန္ဓကိုပြန်ရုတ်ကတာမြတ်ဤဗန္ဓသွားကိုလမ်းလွှဲပေးလိုက်နိုင်လေတော့သည်ဤတွင်နှစ်ဖက်မှငေသားများသည်လဝတိကဩဘာပေးကြလေ၏ထို့နောက်တပံဗန္ဓချင်းတိဆိုင်ပြန်၍လူချင်းလှက်ပတ်ကအကဲခတ်ကြပြန်လျာတာမြတ်သည်မညီညာသောမြေပြင်တွင်ကြောင်းကုတ်တစ်ခုကိုနင်းမိ၍နဘေးတို့ရိုင်းသွား၏လူမော်သည်ကြကောင်းတွေ့ပြီဆို၍ရိုင်နေသောတာမြတ်ကိုဗနဲ့သွားနှင့်အတင်းဝင်ထုတ်လျာတာမြတ်ကမူရိုင်သွားသောခြေထောက်ကိုပြန်မထူပဲ မြေပေါ်တို့လှဲ့အိတ်လိုက်သည်ဖြစ်၍လူမော်ဤဘန္နသည်တာမြတ်ပေါ်မှရှံသွားလေ၏လူမော်သည်တာမြတ်လဲပြီဟုမိမိကိုယ်ကိုအချိန်တက်၍လှဲ့ပါတော်လဲအားစား၍ထုတ်လိုက်သောအချက်ဖြစ်သောကြောင့်လိလံသောတနတ်နောက်သို့အလွန်ပါသွားလေတော့သည်သို့ဖြစ်၍လူမော်လှဲ့လာသောအချိန်တွင်တာမြတ်သည်မြေပေါ်မှထလျက်သာအသင့်စောင့်နေသည်ကိုတွေ့ရသဖြင့်လူမမတာမြတ်ကိုမိမိကြံရသည့်အတိုင်းပြုလုပ်ရမဖြစ်နိုင်တော့ချေရှေ့ဖို့၌မူတာမြတ်သည်မညီညာသော မြေပြင်ကိုသတိပြု၍ ယခင်ကဲ့သို့သွက်လက်စွာမလက်ပတ်ဝန်းတော့ချေလူမော်ကတာမြတ်ဖြစ်ရခြင်းကိုမိမိဖြစ်ရခြင်းမဟုတ်သောကြောင့်အထုတလဲသတိပြုဟံမရှိပဲတာမြတ်ကိုခြေသွက်စွာနှင့်ခြာလက်ပတ်လှက်ပတ်၍တိုက်ခိုက်လေရာလူမော်ကထိုးစစ်တာမြတ်ကခံစစ်ဖြစ်နေခဲ့ပြီတို့ရတွင်တိုက်ခိုက်ရခြင်းအလုတ်သည်ခုခံရသောအလုတ်ထက်ဘုံဘုံလှူရှားရသဖြင့်တက်လုံးကောင်းဖို့လူချင်းကိုတိုက်ခိုက်ရဖို့သူတိုင်းနားလည်ကြပေလိမ့်မည် ထို့ပြင်တာမြနှင့်လူမတော်သည်လုံတူရတူဗလာတူဖြစ်တော်လဲလူမသည်တဘာဝအားဖြင့်တာမြတဲ့အပျော်ပါလိုက်စားတတ်သည်ဖြစ်၍တာမြကဲ့သို့သက်လုံးမကောင်းရသည့်အထက်တွင်တဘုံအဖြစ်နှင့်အစမမှန်အိတ်မမှန်နေကြရသောချုံရင်ရံများလည်းရှိ၏တို့ဖြစ်၍တယောက်ကိုတယောက်လှည့်ပတ်ကတိုက်ခိုက်ကြရသောအလို့တွင်လူမမှာတာမြတဲ့ဘုံမို၍မောဟိုက်ပင်ပန်းစပြုနေလေပြီအပျော်ရန်တိုက်ခိုက်ကြသောတိုက်ပွဲဖြစ်ခဲ့လျင်အချိန်စီသောခါ၌ ဒဏ်ကမောင်းတီး၍အနာပေးရမည်ဖြစ်တော်လဲယခုမှထိုကဲ့သို့မျှော်လင့်ချက်မရှိချေလူမော်သည်တာမြတ်ထက်မိမိကပို့၍မောဟိုက်ချင်းကို တွေ့ရသောအခါနောက်ဆုံးတွင်မိမိကပင်ပန်း၍ရုံရတော်မည်ဟုသိမြင်၏သို့ဖြစ်၍မိမိမမောပန်းမီတာမြတ်ကိုနိုင်အောင်တိုက်မည်ဟုဆုံးဖြတ်လိုက်၏ဤသည်လဲလူမော်ဖို့အမှားကြီးတစ်ခုပေသည် လူမော်တွင်တာမကတာမြတ်သည်လဲဤအကြောင်းရင်းကိုရိပ်မိလေပြီး ို့ဖြစ်၍တာမြတ်သည်လူမော်၏အတင်းတိုက်ခိုက်ခြင်းကိုခြေလက်မှန်မှန်နှင့်ကာကွယ်ခုခံ၍နောက်ဆုံးချိန်တွင်မိမိနိုင်ရမည်ဟုတည်ပြည့်ဖြစ်ရန်ကအထုတလည်းအပင်ပန်းမခံတော်ပဲမလစ်စေယုံမြလောက်သာတရိပ်ပြွ၍ခံစစ်ဆင်လျက်ရှိ၏လူမော်သည်မိမိလက်ပန်းမကြမီတာမြတ်ကိုနိုင်အောင်တိုက်အံ့ဟုအားခဲလျက်တာမြတ်ကိုလက်ပတ်တိုက်ခိုက်နိုင်ပါတော်လဲမိမိသာမောသည်ထက်မောဟိုက်လာ၍တာမြတ်မူကားလစ်တော်သည်မရှိတော့ချေဤချိန်တွင်လူမော်မှတိုက်စားကားခဲ့သောမဟုတ်တော်ပဲ ဒေါသထွက်လာ၍ခြေလက်များဖြင့်မှားကုန်လေပြီသို့တော်လည်းတာမြတ်ကမူနောက်ဆုံးတွင်မိမိကအနိုင်ရမည်ဟုသေချာပေါက်တည်ပြဖြစ်သောကြောင့်လူမော်လစ်သောချိန်များ၌ပင်စဉ်းစား၍မဝင်တော်ဘဲအလိမ္မာနှင့်အချိန်ဆွဲ၍သာတိုက်ခိုက်လေတော့သည်လူမော်ကမော်ဒီရက်မောပန်လာခဲ့လေပြီနိုင်ရင်အာကြီးနှင့်တစ်ချက်တစ်ချက်တွင် အတင်းဝင်၍ထိုးနှိပ်ပါတော်လဲတာမြတ်သည်ခိုက်အေးအေးနှင့်ပြုံပြုံကလေးသာတိုက်နေတော့၏ဤအချိန်အားကိုမြင်ရ၍လူမော်သည်တာ၍ပင်ဒေါသထွက်သေး၏ ဒေါသလျောက်ပြေဝင်တိုက်ခိုက်သောခါတိုင်းတာမြက်ကမျက်စိရှင်စွာနှင့်ကျင်လည်စွာခုခံကာကွယ်ထရာကလူမမာဤနေရာထိုနေရာတွင်ဒဏ်ရာများရ၍သိများယူစီလျက်ရှိလေပြီတခါကလူမသည်တာမြက်ထံသို့အတင်းဝင်၍တာမြက်ကကာကွယ်ထသောဗဏ္ဍကိုမိမိ၏ဗဏ္ဍဖြင့်ရိုက်ဖယ်လျက်တာမြက်၏လက်မျိုးကိုတအားထိုးနှိဖို့ကြိုးစား၏တို့ရတွင်မျက်စိရှင်သောတာမြက်ကလက်ပင်ကိုတစ်ဖက်သို့ငယ်ဆောင်၍လူမ၏ဗဏ္ဍအောက်မှငုံရှိုးပြလျင် လူမော်ဤခြေရကိုနင်းလျက်လူမော်ဤရင်ဝကိုချိန်လိုက်၏လူမော်သည်ကြောက်အားနှင့်နောက်သို့တုံ့လိုက်ရကားတာမြက်ကခြေရကိုနင်းထားသည့်အတွက်ပလက်လန်၍လက်ကျသွားလေတော့သည်ဤတွင်တာမြက်သည် လူမော်ဤခါဘော်သို့ခြေရတင်လျက်အရှုံးပေးဖို့ပြော၏လူမော်ကမူထုတ်လိုက်ကွာအရှုံးမပေးဘူးဥုံစရာနယ်သားတတ္တိကိုမင်းလည်းသိတယ်မဟုတ်လားဟုတ်ပြန်ပြောလိုက်ဤတာမြတ်ဒီတိုက်ပွဲအတွင်ဖြစ်၍သွေးစုနေသည့်လျောက်လူမော်ကိုထိုးတက်လိုက်တော့မြေပြူပြေးမှ ောသားကိုချုပ်တီး၍လူမော်ဤတနတ်ကိုသိမ့်ယူပြည်လျင် အရှင်လက်လက်ဖမ်းဆီးလိုက်လေ၏သို့သောမိမိအားအန်တုပလမပြူတော့ပါဟု၍လူမော်ထာမပရိညင်တခုတောင်းခံလေရာလူမော်ကလည်းဤကဲ့သို့ပရိညင်ပြေယုံမြနှင့်မိမိအတွက်ဂုံအသေးညှို့ငယ်ခြင်းမရှိနိုင်ဟုယူဆသည်နှင့်ဂရိပေးလိုက်၏ထို့တော်တွင်လူမော်ဤတပည့်တပုံများသည်လှုပ်လှုပ်ရွရွဖြစ်လာကြလေရာစစ်သားများကလက်နက်ချဖို့ပြောတော်လဲဤဒီရတာလုံနေကြ၏ ထို့နောက်တင်းတင်းကြပ်ကြပ်အမိန်ပေးရာတွင်တယောက်သောသဘုံကစတင်ခုခံသည်နှင့်ဂျန်လူများသည်လက်နက်မချဘဲခုခံကြသည်တွင်တိုက်ပွဲတစ်ပံဖြစ်ရပြန်လေ၏သို့သောလူမော်ကိုယ်တိုင်မှဂရိပိပိဖြစ်သောကြောင့်မတိုက်ခိုက်ဘဲထိုင်ကြည့်နေရလေကသဘုံများမှာစီမံအုပ်ချုပ်သူမရှိသည့်အတွက်စိတ်အားထက်သန်ခြင်းမရှိဘဲရေသူပြေးလျှော့သူလျှော့ရှုံသူရှုံကြသူကြသည်နှင့်မကြမီတွင်တိုက်ပွဲပြင်းစီသွားလေတော့သည် နောက်ဆုံး၌လူမော်နှင့်တကွသဘုံ15ရောက်ခန့်တို့မှာဖမ်းဆီးခြင်းခံကြရလေ၏ ာမြတ်သည်အကျဉ်းသမားကိုစစ်ဌာနသို့ခေါ်ဆောင်သွား၍ဗိုလ်ချုပ်ဌာနသို့ဝင်ပြီးလျှင်လူမော်ဤသစ္စာဂရိတည်ကြည်ခြင်းအကြောင်းကိုပြောပြ၍မိမိနှင့်တရားရဲသားကြောင်းနေဘက်တငယ်ချင်းဖြစ်သည့်ပြင်တပုံများလက်ဝဲသို့မိမိကြားရောက်စဉ်ကလူမော်ဤထောက်ခံချက်ကြောင့်မိမိကိုယ်တိုင်အသက်ချမ်းသာရာရ၍လွမြောက်လာခဲ့ဖို့ရာချင်းများကိုပါပြောပြလေ၏။နောက်ဆုံး၌ဗိုလ်ချုပ်ကလူမော်ကိုယ်တိုင်တသက်ပတ်လုံးအစိုးရကိုဒေါ်လာပုံကန်းချင်းမပြုတော့ပါဟု၍သစ္စာရည်တောက်ခဲ့လျင်ချမ်းသာပြည့်မြည်ဖြစ်ကြောင်းပြော၍ လူမော်ကတဘောတူတစ္ဆာရေတောက်တီတွင်ရာဇဝိပြည်ထံမှချမ်းသာရာရခဲ့လေတည်းလောက၌တောင့်တသောအချင်းရာများသည်မဖြစ်တဘဲမတောင့်မတအလိုလဲမရှိအပ်သောအချင်းရာများသည်ဖြစ်တတ်လပေသည်လေတော်၌မျိုးများကြိတ်ထားရာတွင်ဖြစ်စေလိုသောစဘာပင်များသည်လီလီကင်းကင်းပေါက်လာကြ၍၎င်းတို့အကြ၌မြက်ပင်ပေါင်းပင်များမူကားဖွံ့ဖြိုးတန်ဆွမ်းစွာပေါက်ကြလေတော့သည်ဇီဝဥစ္စာခိုင်လုံတောင့်တင်း၍ကျွေးနိုင်မွေးနိုင်ပညာသင်ပေးနိုင်သောမိဘများ၌ နာသမီးတယောက်တည်းမြသာမွေးဖွား၍နန်းနဲ့စာနှင့်ညစာကိုအလင်းမီအောင်ခဲရင်စွာရှာကြံစားတော့ရသောမိဘများနိုင်မူကားနာသမီးတွေတပြုံတစ်ခေါင်းကြီးမွေးဖွားတတ်လာ၏တယောက်တည်းမြသာမွေးလာသောတထေသားမှအဖက်မတင်ပဲကလေးတွေဒုလူတွဲလဲနှင့်မနိုင်နိုင်အောင်မွေးထားသောလူစင်းရဲ့နာသမီးများမှမဝတဝစားကြရပါလျက်တယောက်မကြံအသက်ရှင်တတ်လာ၏တူရဲသောသားဆို၍ဖူးဖူးမုတ်ဂျင်နာစွာမွေးမြူထားသော စပိုင်သားမှချူချူချာချာရှိနေ၍ စက်ကူလီလင်မယားဤကလေး6ရောက်မူကားမိုးရွာနေဘူးမရှောင်းရေလွားခုံပေါက်နေကြပါလျက်ရာဂိုင်နှုံးအပြည့်အဖက်တင်လာပေသည်မတနာမှာမွေးစားသူခင်လေးဆွေပေါ်၌ကရုဏာဖြစ်လာသည်နှင့်စေပလင်ဘိုးရစေတော့ဆို၍မိမိကိုယ်ကိုတကြိမ်တခါတည်းရောင်းစားခဲ့မိရာအထက်တွင်ပေါ်ပြခဲ့သည့်မလိုရာဖြစ်တတ်သောတဘာဝအတိုင်း၎င်းတကြိမ်မြအတွက်နှင့်ပင်ပရိသန်တွေတည်နေခဲ့လေပြီမတနာနှင့်ခင်လေးဆွေတို့သည် လေးစိတ်ဝင်တွင်ရှိအင်္ဂလိပ်တွင်နေထိုင်ကြရာမှနေရာလုံးမိလောင်သဖြင့်သာမီနေရထွက်ပြေးခဲ့ကြရသည်တွင်မန္တလေးမြို့မင်္ဂလာစေတောင်ဘက်ဟော်ကုန်းရက်တို့ရောက်သွားကြ၍အင်္ဂလိပ်တစောင်းငှားရနေထိုင်ကြရလေသည်ဘုဒ္ဓမြတ်ကြံရစ်ခဲ့သောတရေအိတ်ထဲမှငွေ90ကျပ်ကိုအရင်နှီးပြု၍အင်္ဂလန်ကလေးတီထောင်ရာတွင်အရတူရသားများ၏ကရုဏာကြောင့်ဝမ်မဝတဝစားနိုင်သောအချိန်တွင်ရောက်ခဲ့၏နဝရလက်ဆွေကုံမူမတ္တနန္ဒီဥစ္စာရှင်တို့ပြန်ပေးခြင်းထက် မိမိအချက်ဤအထိမ်မှအဖြစ်နှင့်တင်စီထမြေကြံနှင့်ရောင်းချခြင်းမပြုခဲ့ချေတရေအိတ်ကိုတင်ထား၍ဥစ္စာရှင်ပေါ်ပေါအောင်မစုံစမ်းသည့်အတွက်လည်းမတဏံပေါ်၌မယုဖြောင်းမှုဖြင့်ဆွဆွဲခြင်းငါထိုက်သည်မထင်ပေရက်ခွဲကောင်းသောအလုတ်ကို၎င်းထိုအလုတ်တို့အဖို့အခဟု၍မရဘဲ၎င်းတရေအိတ်မြသာရလိုက်ခြင်းကို၎င်းထောက်ထားသည်ရှိသောမတဏံသည်ဥစ္စာရှင်ကိုတွေ့အောင်ရှာ၍ရက်ခွဲကောင်းသောမိမိ၏အလုတ်ကိုပေါ်ထုတ်ကရှင်းလင်းပြောပြခြင်းမရှိသည့်အတွက် ခွန်လွတ်ထိုက်သည်ဟုသဘောရပေသည်ခင်လေးဆွေမထုံညကမိလောင်သည့်အတွက်ရုတ်တရက်ထပြည့်ရခြင်းကြောင့်အကျော်လန်သွားသောကြောင့်ပေလို့မဆိုနိုင်၎င်းဤကြိုက်ခဲထုံကျင်သောယောဂါမှာတခါတည်းပျောက်ကင်းသွား၍အိမ်တွင်အလုံးများတွင်ဘူပေါ်လောင်ပဲရလျက်နာမည်နှစ်ယောက်အတူတကလုတ်ကန်စားတော့နိုင်သောခြေသို့ရောက်ခဲ့လေတော့သည်မန္တလေးမြို့၌ဒိန်ဆိုင်ကလေးဖွင့်လေခြင်းသည်မိုးစုံမှများနှင့်အဖိုးအမေအိုများ၏အာကိုရာသောအလုတ်ကလေးတစ်ခုဖြစ်ရာ ကားအချိန်ခံစွာပြော၍လောဘမကြည်လွန်ပဲအထိုက်လျောက်သာအမျက်စားရောင်းချမည်ဆိုပါကဈေးသို့နေတိုင်းမသွားနိုင်ပဲအချိန်ကုန်သောအခါမှထိုနှင့်အတွက်လောက်ခကလေးနှင့်အိမ်သို့ပြန်ရောက်လာကြသည့်ကူလီအတန်းစားအလုသမားများ၏အားပေးမှုဖြင့်ခမင်းတလုံးမှန်မှန်စားတော်နိုင်သောအလုကလေးတစ်ခုချစ်ချည်သည်။သုံးစားပါကြလျက်ရှိသောသားမိနှစ်ယောက်တို့မှမတဏံကဈေးသို့သွား၍ဂုံပစ္စည်းများဝယ်ယူခြင်းခင်လေးဆွေကဈေးဆိုင်တစ်ဖက်နှင့်ချက်ပြုတ်ခြင်းစသည်ဖြင့်ကိုတာဝန်နှင့်ကိုဆောင်ရွက်ကြရာတွင် ဇီဝမဖြစ်စေကမူဓမင်းတလုကိုမှန်မှန်စားနိုင်သောအချိန်၌ရှိကြလေတော့သည်။ကြောင်ရွှေပြီးနောက်တလခန့်ကြာလတ်သောမတ္တလန်သည်မိမိ၏ဓမ္မရာမမှန်သောဖြစ်သောခင်လေးစေအာပြပြတော်လဲအပြူကြီးဖြစ်သောခင်လေးစေမှာမဆုံးဖြတ်တတ်အောင်ရှိနေ၏။ဒုံလေးလာကြာရှိ၍မတ္တလန်ကမိမိ၏အဖြစ်ပြက်ကိုခင်လေးစေအားအလုံးစုံပြောပြပြီးနောက်အနှစ်သည်တစ်ယောက်ခေါ်ယူဆန်းသက်စေသည်တွင်မှပရိသန္ဓေတည်နေသည့်အကြောင်းကိုသိကြရလေတော့သည်။ခင်လေးစေကမူအကြောင်းအချင်းအားအလုံးစုံကိုသိရသောအခါတွင် လောလီချင်းကင်းသောမတဏ္ဏဤအနေထိုင်ကိုလည်းယုံကြည်စိတ်ချပြီးဖြစ်သောကြောင့်မတဏ္ဏပေါ်၌အပြစ်မဖို့သည့်အပြင်မိမိအားကျင်နာသည့်အတွက်ကြောင့်ဤကဲ့သို့ဖြစ်ရရှာသည်ဆို၍မတဏ္ဏအားယခင်တဲ့နှစတို့၍ကျင်နာချစ်ခင်လေတော့သည်အယတုအယတာများမူကားခင်လေးစွေကမတဏ္ဏမှာအပြုမဟုတ်လင်းနှင့်ကွဲနေသောမိန်းကလေးဟု၍ပြောထားသည်နှင့်ဘာမစိုးမတင်ကားတတ်သောမိမတယောက်နှစ်ယောက်တို့ဤရှုံမဲ့ခြင်းမှာတပါရှက်ဖွဲရမကြုံကြရချေ အချိန်စိတ်ရသောအခါမတဏန်သည်ဒါကလေးတယောက်ချောမောစွာဖွင့်မြင်လျာခင်လေးဆွေမှာယခင်ကထက်ကျမ်းမာလာသည်ဖြစ်၍ချက်ပြုတ်ဖွှျော်ခြင်းစသောအလုံများသာမကမတဏန်ဆောင်ရွက်ခဲ့သည့်ဈေးဝယ်ချမ်းခြင်းဆိုင်တဲခင်ရောင်းချခြင်းစသောအလုံဝတ္တရားများကိုပါဆောင်ရွက်နိုင်လေတော့သည်မတနာဤတာကလေးအားမြေကလေးဆို၍ပွင့်ချီနန်းရှုပ်လိုက်ရသည်မှလည်းအာတော့သည်မရှိချေ ထိုချိန်ကာလတော်တွင် မောင်တာမြတ်သည်မတ္တနာနှင့်စုံစည်းပူခြင်းကို၎င်းမတ္တနာ၌ပရိတန်တည်နေခြင်းကို၎င်းလုံးဝမသိတော်လဲငယ်ကလေးကတပိန့်လိမ့်သဘောနှင့်ချိကြိုက်ကြဘူး၍ပင်ပန်းဆင်းရဲနေလိမ့်မည်ထင်မိသည့်မတ္တနာသားမိကို တွေ့လို့မြင်လို့ဆောင်းမဂူကြီးလိုသည်နှင့်ရေပုံမြို့သို့ရသောခါများတွင်လိုက်လံရှာဖွေလေးရှိ၏အချို့ကမတ္တနာသားမိသည်မန္တလေးမြို့သို့ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်ဟုပြောကြသည်နှင့် ်မောင်သားမြတ်သည်မန္တလေးမြို့သို့ရောက်သည့်အခါတိုင်းလည်းထောက်လန်းစုံစမ်းလေးရှိ၏။ဒီနေ့တနေ့မတ်တန်တန်သည်ဒါကလေးတို့ကာတစ်စေတိုက်သို့ဝင်၍သမုံစီတပလင်းဝယ်ယူပြီးနောက်လက်ရဘက်တကားပေါင်းမှထွက်သွားရာမောင်သားမြတ်သည်လည်းစူစေးတပလင်းဝယ်ယူရန်၎င်းစေတိုက်သို့လက်ဝဲဘက်တကားပေါင်းမှဝင်သွားမိသည်နှင့်ဒီဒီကလေးလွဲသွားကြလေသည်။အခါတပါး၌လည်းမောင်သားမြတ်သည်မိသားဗုဒ္ဓယုံမှထွက်လာကြရာမတ်တန်တန်ကလည်းအမရဗုဒ္ဓသို့ခြေထုတ်ဝယ်ယံသွားသည်နှင့် ဘုရားယုံအဝတ်တွင်လက်မတင်ကလေးများလွဲသွားကြလေသည်မတဏ္ဍတို့သာမိသည်မိမိတို့ဆင်းရဲနေသည့်အခိုက်တွင်ရွှေဘုံမှအတိမိတ်ဆွေများနှင့်အတွေ့လဲမခံလောတခါတရံပပင်းပါတွေ့ပြန်တော်လဲရောပြခြင်းမပြေသောကြောင့်ရွှေဘုံမြို့သူမြို့သားများထံမှမောင်သားမြတ်တရင်ထောက်ခြင်းမှအချိနည်းဖြစ်လေတော့သည်တို့ဖြစ်၍မြတ်မြတ်အိမ်၌မောင်သားမြတ်နှင့်မတဏ္ဍတို့ထုံညကတယောက်ကိုတယောက်မသိကြဘဲကံအားလျော်စွာစုံစည်းကြသည့်နောက် တစ်နှစ်ကျော်နှစ်နှစ်ခန့်ကြာခဲ့တော့လဲနောက်ထပ်တွေ့ဆုံခွင့်မရကြချေမတဏန်ဒီကောလိကျောင်းသင်ဘဝ၌ရှိစဉ်ကတာမြတ်နှင့်လူမတို့ဓမ္မဓပ်ပုံဓပုံစီရရှိခဲ့ဘူးရာဆင်းရဲပင်ပန်း၍ရှေးဟောင်းနောက်ပြင်များကိုပြန်လည်ဆင်ခြင်မိသည့်အခါများတွင်၎င်းဓပ်ပုံဓပုံကိုရံပန်ရံခါထုတ်ကြည့်လေရှိ၎င်းတို့နှစ်ယောက်နဲ့တယောက်ယောက်ဤစကားကိုလက်ခံမိပါမူယခုကဲ့သို့မိမိဆင်းရဲရမည်မဟုတ်ဟု၍အောက်မေကောင်းအောက်မေမီဖြစ်တော်လဲ ထိုသူနှစ်ယောက်နဲ့တွင်မြေသူအပေါ်၌မြစ်တာပေါ်သည်ဟူ၍ကရေကလည်းမဆုံးဖြတ်ခဲ့ယခုလည်းမဆုံးဖြတ်နိုင်ချေအမှန်တိုင်းဖော်ပြရသောမတ္တနံသည်ခင်လေးစွေဤမြောက်ပင့်ချီကျူးလွန်သောဇကားများကြောင့်ယောက်ျားဆိုလျင်မိမိနှင့်အဖက်တန်သူမရှိသလောက်တွေ့ကြည့်ခဲ့သည်နှင့်ချီရေးကြရေးအိမ်တော်ရေးကိုလေးလေးနက်နက်မစင်စားဘဲနေခဲ့ရာမာနကုန်နေသော နောင်အချိန်ကာလများ၌မူမတ္တနံကိုယ်တိုင်စံကုန်သော အလှအပတ်သို့ရောက်နေပြီဖြစ်၍ လေးလေးနက်နက်စဉ်းစားထိုက်သောကြိုက်သူကြိုက်သားဖြင့်မပေါ်ပေါက်တော့ချေလက်ရှိအခြေအနေရဆိုသောဒါတရအမေဖြစ်နေသောမတ္တနမှာအိန္ဒိပါချင်းဆက်ချုပ်သမားနှင့်စိုက်ကားပြင်သောလူပြိုကြီးထက်မြင့်သည့်ကြိုက်သူကြိုက်သားဖြင့်မပေါ်ပေါက်တော့ချေဤမြလောင်းနှင့်ဆိုပါမူမတ္တနသည်ဤတဘဝတာမကဆေဘဝဆက်၍အပြိုကြီးလောက်ရပြီစေကိုဝန်းစားကိုဖြစ်တတ်သလိုရှားကြံစားတော်မူဖြစ်လေသည်တပ်ပေါ်နှပုံကိုထုတ်၍နိုင်ရှင်ကြည့်ရှုမိသောခါများ၌ မောင်တာမြတ်ကမျက်ကုံးတွယ်တွယ်မျက်လုံးကြီးကြီးအသညိုစိမ့်စိမ့်နဲ့ရင်ဆဆရှိသည်ဟု၍၎င်းမောင်လူမော်ကမျက်လုံးပြူးပြူးမျက်ကုံးတုတ်တုတ်အသခက်လက်လက်နဲ့အတော်ခန့်တယ်သည်ဟု၍၎င်းအကဲ့ဖြတ်မိတော်လဲခမင်းမြင့်ခတ်ထွားထွားနဲ့ယောက်ျားပိသားသူများကြီးဖြစ်ကြ၍မြည်သူထက်မြည်သူကသာသည်ဟုဘေနံယောခာကမြဆုံးဖြတ်ချက်ချခဲ့မိခြင်းမရှိပေ။ကောလေကျောင်း၌၎င်းရွှေဘုံမြို့၌၎င်းရှိနေစဉ်အခါကာလများက မတဏအားဘုဗံကြသော အခြားယောက်ျားများရှိခဲ့ဘူးရာတွင်မတဏံသည်မြေသူအပေါ်၌မြည်တွယ်ဘူးခြင်းမရှိယုံသာမက အခြားသောယောက်ျားများနှင့်နိုင်စားလျင်မောင်သားမြတ်နှင့်မောင်လူမတို့ကသာသာပေသည်ဟုဆုံးဖြတ်ချက်ချဘူး၏သို့သောမိမိတို့ရွာသားချင်းဖြစ်သည့်အတွက်ကြောင့်မျက်နှာလိုက်၍ထင်မိခြင်းဖြစ်လေသလားဟု၍လည်းမတဏံစဉ်းစားဘူးလေသည်တဲ့တဲ့ရေးရသောမတဏံမှာသားတယောက်မိခင်ဖြစ်နေသောအရွယ်တို့တိုင်အောင်မြည်သည့်ယောက်ျားပေါ်၌မြစိတ်ထဲကညစ်တယ်ခြင်းမရှိ ဖြစ်ချင်းဖြစ်ရလျင်ဤလူငယ်နှစ်ယောက်နှင့်တစ်ယောက်နှင့်ဖြစ်ဖွယ်ရာရှိသည်ဟုဆိုရပေမည်သို့သောထိုနှစ်ယောက်နှင့်တွင်ညီသူကသာသည်ဟုမဆုံးဖြတ်နိုင်ခဲ့သည့်အတွက်ယခုလောက်ကြာရှည်အောင်တကိုယ်တည်းနေခဲ့ရဟန်တူ၏အကယ်၍၎င်းရွာတွင်တာမြတ်နှင့်လူမော်တို့ပြန်တူမပေါ်ထွန်းပဲတာမြတ်တယောက်တည်းဖြစ်စေလူမော်တယောက်တည်းဖြစ်စေပေါက်ဖွားခဲ့ပါမူကားမတ္တနံသည်ဂေါလိမထွက်၍ရွှေဘော်တို့ပြန်ရောက်သည့်အချိန်ကလေးကအိမ်တော်တဲ့ဘဝသို့ ရောက်ခဲ့မည်လက္ခဏာရှိပေသည်မသနမှာသာသည်မအေဘဝသို့ရောက်နေပြီဖြစ်တော်လဲစင်စစ်အားဖြင့်၎င်း၏ရုပ်ရည်မှာအပြိုစင်ဘဝကထက်ရောက်ကြသည်သည်မဟုတ်ချေတသက်ပါလုံးမိမိကိုယ်ကိုအရေးကြီးလျက်ပြုပြင်နေထိုင်တတ်သောဝါသနာရှိသည့်တို့ကြောင့်ဩဒီဟုဆိုရစေကမူဖရာစုကျန်းစုလွတ်ယုံမြဩခရခြင်းဖြစ်၍တင်လျှောရင်လျှောသောအဖြစ်သို့ရောက်သွားသည့်တခုလက်မျိုးမဟုတ်သည့်တို့ကြောင့်ငကိုကလေးကငရန်ကိုကလေးနှင့်ကြည်လည်သောအဆက်အပေါက်ရှိ၍ ပြင်းမာသောအသားအရေရှိသည့်ကြောင်းပိုက်ဆံမင်းမရှိတော့လဲစိတ်မကြတတ်သည့်ကြောင်းကြောင့်အသက်20နှစ်အကျော်အရွယ်တွင်မတ္တနာမှာဂုံမာကြီးအရွယ်တုန်းကထက်ရုပ်ရည်စင်တန်းနေကြသည်ဟုမဆိုသင့်ချေစဉ်စဉ်မှာငယ်ရွယ်လွန်းသောအရွယ်တွင်ထန်လွန်းသောစိတ်ကြောင့်မောက်မာသလိုဖြစ်နေခဲ့ရာအသက်20ကျော်သောထိုအရွယ်တွင်မှညံ့ညောတိမ်မွေ့တိတ်တီးပြည့်ပြည့်သောကိုယ်အမူအရာတို့ကြောင့် တမျိုးပင်ချစ်ခင်ပွဲကောင်းနေပေတော့သည်တို့ရတွင်မိမတို့၌ဖြစ်စေယောက်ျားတို့၌ဖြစ်စေစံပွင့်ခြင်းစံမိန်ခြင်းတည်ဟုသောတဘာဝရှိတတ်သည်ဖြစ်ရာစံပွင့်သောအလှပတ်၌ဗာမဟုတ်သောရုပ်ရည်သည်ပင်လင်လူကြိုက်များ၍ရှမ်းရှမ်းတော့ဖြစ်တတ်သောလည်းစံမိန်သည့်အခိုက်အတန့်တွင် အကယ်ချောသောမိမဖြစ်လင်ကစားယောက်ျားများမျက်စိရှံတဲ့ကဲ့သို့ဖြစ်ရလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဦးတောင်းဤ ညက်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းခုနှစ်နေအဖြစ်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေသူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းရှင်မှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ